ားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်နောက်ဆုံးရောက်ရှိခဲ့တဲ့ match လ9ရက်နေ့ကနေ9ရက်နေ့အထိဘန်ကောက်မှာကျင်းပပြုလုပ်နေတဲ့အပင်ပြပွဲရဲ့ဗီဒီယိုလေးဖြစ်ပါတယ်2025ခုနှစ်မှာနောက်ဆုံးတွေ့ရှိနေတဲ့အပင်မျိုးတစ်တွေနဲ့အတူဈေးွက်ထဲမှာနောက်ပိုင်းပို့ပြီးတော့တွေ့နေကြတဲ့တွေ့ရှိလာမဲ့မျိုးစန်းတွေကိုကျွန်တော်ဗီဒီယိုလေးထဲမှာတင်ဆက်ပေးသားပါတယ်လိုမျိုးအပင်မျိုးစန်းတွေကိုကြည့်ရချင်းတဲ့တဲ့အပင်ဝါနနာရှင်တွေအနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်။ နောက်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားဖို့အမိနေအောင်နော်ဆိုတော့အခုပဲကျွန်တော်နဲ့အတူ like ပြီးတော့ပြင်ပြပွဲလေးကိုကြည့်လိုက်ရအောင်ခင်ဗျအရင်ဆုံးပြပေးချင်တဲ့လေးကတော့ကျွန်တော်တို့ဒါ high con မင်တူစာမျိုးဖြစ်ပါတယ်သူကရိုးရိုး high con မျိုးနဲ့မတူပဲအရွယ်ပုံစံကွဲပြားနေတာကိုတွေ့ရတယ်ဒီတစ်ခေါက်ပွဲရဲ့အဓိကဒါမျိုးစိတ်အစ်လက်ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ white princess galaxy tri color လိုမျိုးမျိုးအစ်စ်တွေလည်း color ចန်းစားတွေလည်းတွေ့ရမယ် နောက်ပြီးတော့ကျွန်တော်အကြိုက်ဆုံးမျိုးကိုပြောရမယ်ဆိုရင် Tycon Starlight ပါတယ်။ရောင်ဆက်အရန်ကိုလှတယ်။၃ရောင်ဆက်ပေါ့နော်။ Jadawa ဆိုရင်တော့ Tycon Miracle နောက်ပြီးတော့ Main Solution Spinx တို့ Silver Sando ကတော့ဒီပွဲမှာရောင်များကြတယ်။တက်တူကတော့ကျွန်တော်ဒီရှိရမဒူဇာမျိုးမှာအစိမ်းမျိုးဖြစ်တယ်။ခုပွဲကတော့ကျွန်တော်အရင်ပွဲတွေထက် Monstera တွေကိုပို့ပြီးတော့ရောင်းနှန်းတင်ကြတယ်။ရောင်းလဲအတွက်ကြတယ်။ လိုပဲအရောင်ဆက်တွေကလည်းပိုးပြီးတော့အရင်ကတည်းကပိုးလာလာကြတယ်ပေါ့ဒီ electrolyte ဆိုရင်တော်တော်လေးကိုလာပြ platinum ဆိုရင်လည်းဒါ legacy နဲ့ဆင်ပေမဲ့သူကတော့အဖြူပဲသွားတယ် fulmin ဆိုရင်လည်းမင်းထဲမှာမှာစိမ်းနေတဲ့မျိုးပေါ့ Monstera မျိုးတွေပြီးတော့ကျွန်တော်ဒီတစ်ခေါက် NU ရဲ့မျိုးတွေအလဲပေါ့မဲမျိုးတွေတော်တော်လေးကိုလာပါတယ်ဒီအကျော်ထင်းမျိုးတွေဆိုရင်လည်းဒီအင်ဒိုနီးရှားဘက်ကမျိုးတွေဆိုရင်တော်တော်လေးကိုအာလာကြရပေါ့နော်ကျော်တွေထင်းပြီးတော့အစားတော့ကျွန်တော်ဒီမျိုးကိုဒါဒီ king လို့ထင်နေသူကတော့မီနာဟာစာလို့ခေါ်ရပေါ့အောက်ကသူအောက်ကမှဒါ king ပေါ့နော်ပြော်ဒီကျွန်တော်တို့ဒီ red dot phoenix ကို puppy လို့လိုမျိုးအစိမ်းအဲ net ရင်းပေါ့နော်အစိမ်းရင်းရအောင်ဒီပါရောင်မျိုးတွေ တော်များများဒါရောင်းတင်ထားကြရဲ့ပေါ့ဒီလိုမျိုးဒိုရီယာကီပုံစံမျိုးလေးလည်းတွေ့ရတယ်ကျွန်တော်မျိုးလုံးလည်းအခုဒီမထွက်သေးတဲ့မျိုးဆိုလို့ရှိရင်ဒီ Endurium Luxurium Hybrid မျိုးလေးကိုပြောရမှာပြရွက်ပုံစံအကျော်အရောင်ရောအားလုံးပြည့်စုံတယ်ဒီပွဲကတော့အရင်ပွဲတွေထက်ကျွန်တော်တို့ဒီပင်တွေကိုမန်ကန်ထဲမှာထည့်ပြီးတော့ဒါပြထားနေလာတယ်ဒီအလောင်းဇက်ကာလာဇက်မျိုးတွေနဲ့ Red Crescent နဲ့မျိုးမျိုးတွေကိုပဲထည့်ထားကြတယ်။အယောင်ဆက်ထဲမှာကတော့နောက်ပိုင်းကျရင်ကျွန်တော်ပန်းရောင် Antirian Color ဆက်မျိုးတွေကဖြစ်ထလာမယ်လို့တော့ကျွန်တော်မြင်နေတယ်။ ီဆိုင်ကတော့နှစ်တိုင်းတတကာလာနဲ့သူ့အပင်တွေကိုအဓိကထားပြီးတော့ဒါပြထားတယ်အဝါရောင်မျိုးတွေနဲ့တသားကာလာအမျိုးရောင်နဲ့ဆိုတော့ရန်ကိုအဆက်တဲ့ပေါ့အဝါရောင်ကိုရွေးရအဝါရောင်ပိုပြီးပေါ်လွယ်စေရယ် Brandianum Aurea ဆိုရင်ကျွန်တော်မနစ်ကပတ်9000နဲ့လေလံအွန်လိုင်းအပင်တွေအခုဈေးခွက်ထဲမှာစပြီးတော့မြင်ရပြီပေါ့နော်ဆိုင်းတွေမှာဖြည်းဖြည်းလေးနဲ့ပိုပြီးတော့ဒါကတော့ white lava ဖြစ်ပါတယ်ဒီဘက်မှာကျတော့ကျွန်တော်တို့ဒါ red dark phoenix မျိုးတွေကိုရောက်နေရပါဘို့ ောက်ပိုင်း2025ခုနှစ်မှာဈေးွက်တွေပိုပြီးတော့ကျွန်တော်တွေ့မြင်ကြကြွေးတွေ့မြင်တာမှာတော့ white night try color လိုမျိုးဒီ3ရောင်ဆက်4ရောင်ဆက် color set တွေပေါ့နော် cream blue လေးဆိုရင်လည်းရမ်းအရမ်းကိုလာပါတယ်ဒါကြောင့်မို့လို့လဲဒီ cream blue လေးကသူ့ရဲ့အရောင်ဆက်ပုံမူတည်ပြီးဈေးရအမျိုးမျိုးရှိကြတာပေါ့ ကျွန်တော်တို့တွေ့ခဲ့ရတဲ့ philodendron color set ကျန်းလာတွေကကြည်ရသည် tissue culture တွေကနေပဲသူတို့အရောင်အတွင်းပြီးတော့လေအပင်တွေကိုအရောင်လှအောင်ပြင်ထားတယ်လို့ကျွန်တော်ထင်တယ် ဒီပွဲလေးကတော့ကျွန်တော်တို့ဒီကာလာဇက်အပင်တွေအန်ဒီရီယန်နဲ့အပင်တခြားနိုင်ငံမှာရှိတဲ့ဒါမျိုးစိတ်တွေကိုပါတို့လာရောက်ရောင်းချတာတွေ့ရတယ်။ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။နောက်ပွဲတွေမှာကျွန်တော်တို့ထပ်ဆုံပါဦးမယ်ခင်ဗျ။အားလုံးပဲ see you ပါ။